Hello အားလုံးပဲမင်္ဂလာပါကိုဘောကေမေ Facebook page နဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရစ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလာထဲမှာကျွန်တော် event နဲ့အတူတူပါဝင်လာမဲ့ Super Yeti နဲ့ပတ်သက်ပြီးတော့မှပြောပြပေးသွားမှာပဲဖြစ်ပါရစ်ဗျဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေး Subscribe နဲ့ပြီးတော့ဝင်ရံပေးပါအောင် subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတိုင်းအောင်လဲကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်ရဲ့အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ Okay ဒါလေးတော့ဒီလာထဲမှာလာမယ်ပြက်ကြရင်လေးပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်တော့ပထမအဦးဆုံးမှာတော့ဒါထုံးစံအတိုင်းကျွန်တော်ဂိုးပတ်လေးပါဝင်လာတာဖြစ်ပါတယ်ဒီတရက်နေ့ကနေ30တရက်နေ့တွင်ကိုဂိုးပတ်လေးလာမှာပဲဖြစ်ပါတယ်ဗျပြီးတော့လို့ချင်တော့တရက်နေ့ကနေ6ရက်နေ့တွင်ဆိုလို့ရှိရင်တော့ကျွန်တော်ရှမ်းလန်လေးကိုတိုက်ရမှာဖြစ်ပါတယ်ဒါဂိုးပတ်လက်ရှိလဲဗီဒီယိုလေးတင်ထားပေးပြီးသားပဲဖြစ်ပါတယ်ဗျဒီရှမ်းလန်လေးရဆိုလို့ရှိရင်တော့ပြီးတော့လို့ချင်တော့ကျွန်တော်9ရက်နေ့ကနေပြီးတော့မား9ရက်နေ့တွင်မှာဆိုရင် Star Born နဲ့ Laser လာမှာပဲဖြစ်ပါတယ်ကျွန်တော် Shine နေ Grody Dio Laser ထိရမှာပဲဖြစ်ပါတယ်ဗျဒီတရက်နေ့ကနေပြီးတော့မား7ရက်နေ့တွင်ကတော့ထုံးစံအတိုင်း CWN လာမှာပဲဖြစ်ပါတယ် 对吧？Yeah. ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့၁၂ရက်နေ့ကနေပြီးတော့မှ၁၆ရက်အတွင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ mini event အသေးလေးတွေမှာပါဝင်လာမယ့် super yeti ကြီးပဲဖြစ်ပါတယ်ဗျဒီကောင်တော့ဒီတန်တော်တရဝင်ကြီးထွက်လာတဲ့ troop ပုံစံတော့မဟုတ်သေးဘူးဘာလို့လဲဆိုတော့ဒီကောင်ကကျတော့ event troop အနေနဲ့ပဲ၃အောင်မှာဖြစ်ပါတယ် super troop ကတော့လုံးဝမရသေးဘူးပေါ့နော်လောလောဆယ်တော့သူတို့တွေဘယ်လိုလုပ်ပေးဦးမလဲတော့မပြောတတ်သေးဘူးဗျဒီပုံစံနဲ့ကိုဘိုးတို့က super yeti ကို၁၂ရက်နေ့ကနေပြီးတော့၁၆ရက်နေ့အတွင်းထိပဲဒီ mini event လေးမှာ၃ရက်မှာပဲဖြစ်ပါတယ်ဗျပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီ၁၆ရက်နေ့ကနေပြီးတော့မှ၂၂ရက်နေ့အတွင်းမှာဆိုလို့ရှိရင်တော့ကျတော့ bound event လေးတစ်ဖန် ပြန်ပြီးတော့မှလာအောင်မှပဲဖြစ်ပါတယ်ဒီလိုမျိုး event တွေကခဏခဏလာပေးနေရလေးရလဲတော်တော်လေးကောင်းတဲ့အထဲမှာဟုတ်ပါတယ်ဗျ20ရက်နေ့ကနေပြီးတော့မှ24ရက်နေ့အတွင်းဆိုလို့ချင်းတော့ဒါ one jump boost လေးရရှိမှာဖြစ်ပါတယ်ဗျပုံမှန်တိုင်းဆိုရင်တော့ဒီကောင်ကျွန်တော် training မှာဆိုရင် one jump boost နဲ့သုံးလို့ရတဲ့ event လေးဖြစ်ပါတယ်ဒါပေမဲ့အခု training တိုင်းမရှိတော့နောက်ပိုင်းမှာဆိုလို့ချင်းတော့သူကတော့ဒီ collector တွေအကုန်လုံးကုန်ဒါ boost လုပ်ပေးမှာပဲဖြစ်ပါတယ်22ရက်နေ့ကနေပြီးတော့မှ28ရက်နေ့အတွင်းဆိုလို့ချင်းတော့ပုံမှန်တိုင်းကလန်ဂိမ်းလေးလာမှာပဲဖြစ်ပါတယ် okay ဒီမှာကျွန်တော်22ရက်နေ့ကနေပြီးတော့မှ28ရက်နေ့အတွင်းကိုလာမယ် super troop ပုံစ စံလေးနဲ့ပြထားတဲ့ event လေးအကြတော့ဒါကိုပေါ့ဒီဟာလေး event မ tracking တရက်အလိုမှာကိုပေါ့အသေးစိတ်လေးပြန်ပြီးတော့မှပြောပါအောင်မပြဒါလေးကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ event လေးထဲမှာပါဝင်မှာပဲဖြစ်ပါတယ်ဒီလာထဲမှာ tracking event လေးထဲမှာကျွန်တော်အကြိုက်ဆုံး event လေးကတော့ဒီ mini event လေးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ super yeti ကိုကျွန်တော်တစ်ဖန်ပြန်ပြီးတော့မှသုံးလို့ရတော့မှာပဲဖြစ်ပါတယ်ဗျပြီးတော့ကျွန်တော်ဘောင် event လေးကလည်းထပ်ပြီးတော့မှလာမှာဖြစ်တဲ့တကြောင်မလို့ဒီလာလေးကျွန်တော်တို့ထပ်ပြီးတော့မှကန်ဆတ်ရအောင်ပဲဒီဘောင် event ကပုံမှန်လိုမျိုးပဲကျွန်တော်တို့ဒီဘောင်လေးတွေကိုဒီတနေ့ကိုဘယ်နှလုံးဘယ်နှလုံးယူရတဲ့ပုံစံမျိုးလားဒါမှမဟုတ် ို့ကျွန်တော်တို့ mission တွေလုပ်ပြီးမှယူရတဲ့ပုံစံလေးတွေလားဆိုတာကကိုဘောမလာခင်တရက်လုံးမှာ video လေးထပ်ပြီးတော့မှတင်ပြဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ video လေးကိုလည်းဆောင်ပြီးတော့မှကြည့်လို့ရပါတယ်ဗျအခုလာထပ်မဲ့ကိုဘက်လေးကို wedge နဲ့ဆိုလို့ရှိရင်တော့ကိုဘောရဲ့ Viber Telegram လေးကိုဒီမှာရေးထားပေးပါတယ်အဲ့မှာလည်းဆက်သွယ်ပြီးတော့ကိုဘောစီကိုလာပြီးတော့မှဝယ်လို့ရပါတယ်ဗျ Okay အဲ့တော့ကျွန်တော်ဒီနေ့ video လေးကဒီလောက်ပါပဲ video လေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲပိုင်ပါကျွန်တော်တို့နောက်နေ့ video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ